ဒေါက်တာရှင်များရှင်အခုကိုကျော်အောင်လင်းတင်ဆက်ပေးနေတဲ့အမှုပညာမိုးကောင်းကင်အစီအစဉ်စတင်ပါတော့မယ်။အခုတစ်ပတ်မှာတော့မြန်မာပြည်ရင်းကအချက်တဲမျိုးစုံရဲ့ဒဏ်ကိုမခံနိုင်လို့ပြည်ပနိုင်ငံတွေကိုထွက်လာပြီးကျုံရအလုတ်ကိုရှားဖွေလုတ်ကိုင်းနေကြရတဲ့တန်းနယ်ချီတဲ့မြန်မာပြည်သူတွေအကြောင်းရေးဖွဲ့ထားတဲ့ကြပြာတပုတ်ကိုတင်ဆက်ပေးမှာပါ။ထိုင်းနိုင်ငံရောက်မြန်မာခစ်ဘော့ကြပြာသမားကောင်းကင်ကိုရဲ့ကျွန်းဆိုတဲ့ကြပြာပါ။ထိုင်းနိုင်ငံကတရားမဝင်မြန်မာအလုတ်သမားတွေကိုစာသင်ပေးရင်း

လူဖြစ်ပေမဲ့ရွေးချယ်ခွင့်ကမရှိခဲ့ဘူးအမေရဲ့ကျွန်တော်အဖြစ်က အိမ်မက်ထဲကကဘာကိုကျွံရွာမားမှသွားရှာမိတဲ့အဖြစ်တေးရင်မြေကြီးဆိုတာကတော့မှန်ပါတယ်ရှင်ရင်တော့မစို့မပို့ငွေလေးကကျွန်တော်တို့အတွက်ရွှေထီးပေါ့တရွာပြောင်းပေမဲ့သူကောင်းတော့မဖြစ်ခဲ့ပါဘူး ကျွံမဲဖြစ်ခဲ့တယ်။ကြောက်ရင်လွဲရဲရင်မင်းဖြစ်တယ်။ကျွန်တော်အမေနဲ့ညီမလေးတွေအတွက်ရဲခဲ့ပါလေ။ကျွံမဲဖြစ်နေသေးတယ်အမေ။ကျွန်တော်ရဲ့ရဲရင်မှုတွေကပဲနေရာလွဲခဲ့လို့လား။ကိုယ်အခွင့်ရေးကိုတိဖို့နေနေသားသား တချို့တငယ်ချင်းတွေဆို ကို့အသက်ဘယ်လောက်ရှိမှန်းတော့မသိရှာဘူးတချို့ကလေးတွေဆိုမြမနာမည်တော်မရှိရှာဘူး boss ဆိုသူတွေပေးတဲ့နာမည်တွေပဲရှိကြတယ်အမေပြောတော့အလုတ်လုတ်ရင်ကြီးပွားမယ်ဆို အလုတ်လုတ်လေးပိုခိုင်းလေပါပဲအမေကျွန်ဖြစ်လေလေပါပဲအမေရဲ့လူချင်းချင်းဆိုတဲ့အသည့်သူတို့မှမရှိဘူးအမေ သွေးစုပ်ဖို့ပဲသူတို့သိတယ်အမေရဲ့ကျွန်တော်လဲအစကတော့ချစ်သူရဲ့နဲ့နဲ့တုပ်ပေါ်လာတော့ဖြစ်ဖို့မှန်ပြီးထွက်ခဲ့တာပေါ့အခုဖြစ်လာတာကအလုံးရဲ့ခြေထုတ်ပစိုးမရှိသေးတဲ့အဆွဲတောင်ကျိုးခဲ့ပြီ။ ခုတော့ကျွန်တော်အသင်းနှလုံးကလည်းကြွန်ချင်းညင်အောင်ပြန်မဆုတ်ချင်တဲ့တရက်စေတစေပေါ့ကိုကိုကို ကျွန်းလို့တုံးလို့မငိုလိုက်ပါနဲ့အမီရေသူတို့ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ rubber gin နဲ့ရရက်ဆက်ဆက်အသက်ခံနိုင်ရတယ်ဆိုတော့ကျွန်တော်တို့အသက်တစ်ချောင်းက rubber bin တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးမေ သူတို့အချစ်တော်ကြောင်တကောင်လောက်တောင်တန်ဖိုးမရှိဘူး။ဒါကို ကိုကိုကိုသခင်လို့မျက်လုံးစုံမိတ်ပြီးကြွေးကြော်နေရမှာလား။အနာရှိတာကို လက်ခံမှစိတ်ထက်လို့ရမှာပေါ့အမေ။လူတွေပြောတော့မြမချင်းချင်းရိုင်းပင်းနေဆို။ကောင်းတဲ့သူတွေလည်းအများကြီးရှိပါလေ။တချို့ကတော့တော်တော်ကိုဆိုးတယ်။ ျွန်တော်တို့ရွှေလို့ခြုံငုံခေါ်နေတဲ့အထက်ကတချို့ကပဲအချင်းချင်းရောင်းစားနေကြတာအမေတိုင်းပြည်မီးလောင်လို့အချင်းချင်းချနှင်းရတာလားဘာပဲဖြစ်ဖြစ်သူတို့လူစိတ်မရှိတာကတော့သိကြပါလေရွှေဆိုတဲ့စကားလုံးက အကုန်လုံးနဲ့တော့မတန်ဘူးမေသူတို့ကိုရွှေစင်းတဲ့ကကျွန်တော်ထုတ်တယ်ဟိုတလောကစာအုပ်ထဲမှာဖတ်လိုက်ရတယ်အမေ လင်ကွန်းဆိုတဲ့သူကကျွန်းစနစ်ပပြောက်အောင်လှုပ်ပေးခဲ့တယ်။ဘယ်မှာဟုတ်လို့လဲအမေရဲ့။သားတို့ကိုလာကြည့်စမ်းပါ။သူလုံနိုင်ခဲ့တာ သူ့နိုင်ငံကွက်ကွက်လေးပဲ။သူ့ကိုလေးစားပေးမယ်။ကျွန်တော်တို့အတွက်တော့သူကတမိုင်းတင်လောက်အောင်မစွမ်းသေးပါဘူးအမေရဲ့။လူအဖြစ်ကရခဲ့တယ်ဆို ရခဲ့တာပဲကောင်းပါတယ်အမေကျွန်တော်လူမဖြစ်ချင်တော့ဘူးကျွန်တော်ငှက်တွေကိုငေးကြည့်မိတယ်အမေငှက်အချင်းချင်းအမျိုးအနွယ်မတူလို့ရက်ဆက်ကြတာမရှိဘူးအမေငှက်တွေမှာပြည်တွင်းစစ်မရှိဘူးငှက်တွေမှာဘာသာရေးအသည့်ကြုံတွေမရှိဘူးငှက်တွေမှာကိုယ်အတိုက်အမျိုးကိုဗိုလ်ကြပြီးအတင်းရွှေ့ခိုင်းတာမျိုးမရှိဘူးငှက်တွေကန်ဆိုးမုန်းမောင်ကြပြီးတောင်အိမ်ထဲမှာနေရရင်တော့ သူတို့သခင်ကသူတို့ကိုအချစ်နဲ့လောင်ထားတာကျွန်တော်တို့ကတော့အမုန်းနဲ့လောင်ထားခြင်းခံရတယ်မြစ်တာအရန်ငတ်တဲ့အနေရဲ့ကဘာကောင်းဆောင်တွေကလည်းကျွန်တော်တို့ငိုတဲ့တွေဘလောက်ကြဲကြဲအမျိုးသားအကျိုးစီးပွားဆိုတဲ့သကလုံးအောက်မှာနားမကြားကြဘူးထင်ပါရဲ့ လူခွင့်ရေးဆိုတဲ့ပန်းဟာ ဖိနှိပ်သူတွေရဲ့နှုတ်ခမ်းမှာမပွင့်ဘူးအမေကျွန်စနစ်ဟာစာရွက်ပေါ်မှာတော့မှ မပပြောက်သေးပါဘူးအမေရဲ့